မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆီယန်န်ဒီယာရေးသားသောပြည်ရောက်လာသူဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် ဆရာတက္ကသိုလ်ဖုံးနိုင်ကစာပေဟောပြောပွဲတစ်ခုမှာပြောဖို့ဒီအသက်ကြီးလာတော့စာရေးဆရာတွေဟာအလိုလိုရုပ်ကစိုးဖြစ်လာတယ်။ကိုယ်တိုင်အတွေ့အကြုံရှာစရာမလိုတော့ဘူး။ကြုံဆုံလာရသူတွေကပဲသူတို့အတွေ့အကြုံတွေကိုပြောပြလာတတ်ပါတယ်ဟူ၏။အတွေ့အကြုံဆိုတာကလည်းတယောက်အတွေ့အကြုံတယောက်နဲ့နောက်တစ်ဦးအတွေ့အကြုံဟူ၍မရှိ။အတွေ့အကြုံတိုင်းအဆက်တကျတွေဖြစ်နေတတ်ပြန်သည်။ တနေ့ကကျွန်တော်ရွှေချင်းကိုရောက်သွားသည်တငယ်ချင်းစိန်ဝင်းထံသူကဖိတ်ခေါ်သည်နှင့်ကျွန်တော်ရွှေချင်းမြို့သို့ရောက်ရှိသွားခြင်းဖြစ်သည်တငယ်ချင်းစိန်ဝင်းကအမျိုးသားသူနာပြုเสีย ရွှေကျင်မြို့ပြည်သူစေယုံတွင်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။တကယ်ချင်းစေဝင်းကသူတို့မြို့ကအတိမိတ်ဆွေများနဲ့မိတ်ဆက်ပေးရာတွင်ကျွန်တော်ကိုစာရေးဆရာတူဖြစ်ကြောင်းအမြဲပြောတတ်သည်။အချို့ကမိမိစာရေးဆရာမန်းသိစေခြင်းသည်။အချို့ကမိမိစာရေးဆရာမန်းမသိအောင်လျှို့ဝှက်နေသည်။ကျွန်တော်ကတော့ကျွန်တော်စာရေးဆရာဆိုတာသိသည်ဖြစ်စေမသိသည်ဖြစ်စေအခြေအနေရနေလိုက်သည်။တကယ်ချင်းစေဝင်းအိမ်တို့ရောက်နေသည့်နေ့ရက်တွေမှာတော့ကျွန်တော်ကိုစာရေးဆရာဖြစ်သိနေကြသည်။တကယ်ချင်းစေဝင်းကပြောထားသောကြောင့်ပဲ။ ထို့ကြောင့်လည်းဤသို့သောဖြစ်အစံကိုကျွန်တော်သိလာရခြင်းဖြစ်သည်သူ့နာမည်ကမောင်ကြပြူဒီလိုခက်ဆန်းဆန်းနာမည်ကြောင့်လည်းကျွန်တော်ကတငယ်ချင်းစိန်ဝင်းအားမိတို့စေယုံကစေးကလေးနာမည်ကခက်ဆန်းဆန်းပဲနော်လူကလည်းဖြူဖြူနွဲ့နွဲ့ဆိုတော့မောင်ကြပြူဆိုတဲ့နာမည်နဲ့လိုက်ပါတယ်စကားကိုကျွန်တော်ကပြောဖြစ်သည်တကယ်ချင်းစိန်ဝင်းကမင်းကစားရေးဆရာမို့ပြောရအောင်မင်းမောင်ကြပြူကလည်းခက်ဆန်းဆန်းမင်းသူကအရင်ဘွားကတဲရင်ငမို့လို့ပြောတယ် ကျွန်တော်မှာဆေးကလေးမောင်ကြပြီကိုပို့ပြီးစိတ်ဝင်စားနေမိပါလေတော့သည်တယင်းကမိုးဆိုတာရှိလို့လားကျွန်တော်ဖို့မေးစရာဖြစ်လာတော့လဲမေးမိသည်တယင်းကမိုးဆိုတာကတော့ဒီရက်ထဲမှာကြော်မိုးဆိုတဲ့လူတစ်ယောက်ရှိခဲ့ဘူးတဲ့အဲ့ဒီလူရဲ့ဓာတ်ထုတ်ခံပြီးသိတော့တယင်းဖြစ်သွားပြီးတယင်းကမိုးဘဝရောက်သွားတယ်ဆိုပါတော့ကွာအဲ့ဒီတော့ကမိတီကိုရောက်နေပြီလားမရောက်သေးဘူးသူများပြောလို့သိရတာပါကွာအသေးချာမသိပါဘူးနေဦးကဲကဲရှင်မောင်ကြပြူနဲ့တွေ့ပြီးမေးကြည့်ပါလားကောင်းတာပဲ ဤသို့ဖြင့်တငယ်ချင်းစိန်ဝင်းကမောင်ကြပြူးနှင့်ကျွန်တော်တို့ကိုတွေ့ဆုံပေးသည်မောင်ကြပြူးသည်အသက်23နှစ်လောက်ပဲရှိုံမီအသက်20တွင်ဆယ်တန်းဆောင်မှုဘက်ကိုတင်ချာကုန်လူဖြင့်အောင်မြင်ပြီးဆေးရုံတွင်ဆေးရည်နေရလက်လက်သည်နှင့်ဝင်ရောက်အရွေးခံပြီးလုကန်ခဲ့သူဖြစ်သည်ယခုဆိုလေလုတ်သက်တုံးနေရှိနေချေပြီလူပုံကခဏနဲ့စိတ်သဘောထားကောင်းသူလူငယ်လေးတူဖြစ်သည်ဦးလေးကကျွန်တော်နဲ့တွေ့ကျင်တယ်ဆိုလို့ကျွန်တော်လာတွေ့တာပါဟုကျွန်တော်အားတလေးတစားပြောဆိုသည်အလုတ်အားရဲ့လား ဒီနေ့စနေနေ့လေဒီနေ့စေးရုံဖွင့်ပေမဲ့ကျွန်တော်တို့တော့ပြိတ်ပါတယ်။တင်းတော့ဟိုးချောင်းဒီချောင်းပြောပြသည်ပြီးတော့မှကျွန်တော်ကဥလေးတငယ်ချင်းစိန်ဝင်းနဲ့မောင်ကြပြူရဲ့အရင်ဘဝကအကြောင်း စကားဆက်မိလို့ပါဟုစကားဆက်လိုက်တော့ခါမောင်ကြပြူကပြုံးသည်ဆရာဦးစိန်ဝင်းကတော့ဒီကြောင်လူတိုင်းပြောနေတော့တာပါပဲလားဟုပြောလေသည်။ဘာဖြစ်လို့လဲမဟုတ်လို့လား။ဦးလေးရဲ့အဲ့ဒီကြောင်နဲ့ပတ်သက်လို့ကျွန်တော်ကိုတရေငမိုးဝင်စားတာလို့ကျွန်တော်အမေကစပြီးပြောနေတာပဲ။အော် ကျွန်တော်မေကပြောတာဆိုတော့ညာတာမဟုတ်တာသိကြတယ်လေဘလို့ကနေဘလို့တရေငမှုနဲ့ပတ်သက်ခဲ့ရတဲ့အကြောင်းဦးလေးမသိရဘူးလားသိရပါတယ်ဦးလေးရဲ့ဦးလေးကစာရေးဆရာဆိုတော့ကျွန်တော်ဦးလေးကိုမပြောမဖြစ်ပြောရမှာပါမောင်ကြပြူကအစချီကအောက်ပါအဖြစ်ပြက်များကိုပြောပြပါလေတော့ဤ အရက်ထဲတွင်အချောဆုံးမင်းကလေးကမုံရွှေသူ့မေမုံရွှေရုပ်ရှင်ဇာတ်ကားကိုကြည့်ရင်ဖိုက်နိုင်ရမှာသူ့ကိုမွေးသည်နှင့်မုံရွှေရုပ်ရှင်ဇာတ်ကားကိုဆွဲပြူပြီး သူ့ကိုမုံရွှေအမိပေးခဲ့သည်ဟုဆိုသည်မုံရွှေအလှဖန်ဆာခြင်းခံရသူကနှစ်ဦးတဦးကခမောင်တွင်တဦးကကြုံမှု ူတို့ကတရက်ထဲသားတွေပညာသင်တော့လဲတကြောင်းနဲ့မှုန်ရွှေကြီးကိုခင်မောင်လွင်ကိုကြော်မှုကပါချီးဆိုကြသည်ဆယ်တန်းဆောင်ဝဲအောင်သောခင်မောင်လွင်ကိုဆယ်တန်းဆောင်ဝဲအောင်သောမှုန်ရွှေကြီးကအဖြေပေးလိုက်သည်ဆယ်တန်းဆောင်ဝဲလည်းကြာရှုံးရသည်ဖြင့်ချစ်ရသူကလည်းတပားသူကိုအလေးသာသွားရလေကကြော်မှုအသေးကွက်ရလေတော့သည်အသေးကွက်ရမှာအလုံးကိုနာကြည့်သွား၏တို့နဲ့ကြော်မှုဆုံးဖြတ်ချက်တစ်ခုချလိုက်သည်ခင်မောင်လွင်အားညဘက်6ရက်ဓာတ်နှင့်ထိုးခဲ့ခြင်းပဲ သို့သောခင်မောင်လေး၏တငယ်ချင်းကကြော်မိုးထားနှင့်ကြော်မိုးကိုထိုးပစ်သွားသည်ကြော်မိုးညောင်လေးပင်ဆေးရုံတွင်ကွယ်လွန်ပြီးခင်မောင်လေး၏တငယ်ချင်းထောင်ကျခဲ့သည်များမကြာမီခင်မောင်လေးနှင့်ပုံရွှေ၏လက်ထက်လိုက်ကြသည်ထိုးအဖြစ်ပြက်တနည်းမြောက်သောအခါအမေမနှင်းမြိုင်ကမောင်ကြပြူကိုမွေးခဲ့ခြင်းပင်ဖြစ်သည်မောင်ကြပြူမွေးမိနှစ်ကမှုန်ရှိမှာ မကြာခဏတည့်ရပူးခြင်းကိုခံနေရသည်တည့်ရမှာခြားတည့်ရမုံ ကြုံမှုတရေဟုဆိုသည်ထို့ကြောင့်တရေငမို့ဟုခေါ်ကြသည်တရေငမို့ကပုံရွှေကြီးကိုဝင်ပူးပြီးကျုပ်ဆေးရုံမှာတရေဘုရားလည်းရောက်ကြရောဘဲသွားလို့ဘဲလာမှမသိဖြစ်နေတယ်အဲ့ဒီချိန်မှာကျုပ်တို့အရက်ထဲအကျော်ဝိဇာဆရာလှကြီးယောဂာနဲ့ရောက်လာတယ်သူလဲသေးပြီးစေယုံမှာတရေဘွားနဲ့ဦးလဲလဲဖြစ်နေတယ်။ကျုံနဲ့တွေ့တော့သူကတော်သေးတာပေါ့ကွာမင်းနဲ့တွေ့ပြီလို့ပေါ့နေစားမအောင်မင်းကအသက်ငယ်ငယ်ရွယ်နဲ့ဘာဖြစ်လို့တေးရတာလဲလို့မေးတယ်။ကျုံလဲအကျိုးချောင်းပြောလိုက်ရတာပေါ့ ဒီတော့ဆရာလွှတ်ကြီးကတို့ဒီမှာဆက်နေလို့မဖြစ်ဘူးလောလောဆယ်ကိုမျိုးကိုပြမယ်ဆိုပြီးနှစ်ယောက်သားဘတ်စကားတွေ့စီခဲ့ကြတယ်စစ်တောင်းမြစ်ကြတော့လဲဂရုမော်တော်ကတ်စီခဲ့ရပြန်တယ်မြင်းလဲတော့မစီးတော့ပါဘူးချေးလင်းလာခဲ့ကြတယ်မြို့ကိုလဲရောက်ရောမြို့ထဲဝင်လို့မရဘူးမြို့ဆောင်နဲ့ရိုက်ထုတ်လို့သူ့အလစ်ကိုခြောက်လိုက်ရတာမပြောပါနဲ့တော့ဒါပေမဲ့အကျော်ဝိဇ္ဇာဆရာလွှတ်ကြီးတည်းရဲ့ဘယ်နေရာကြမ်းခဲ့လဲတော့မသိတော့ဘူး ခုတော့တုတ်ချစ်သူမှုရွှေကြီးကိုတွေ့ရပြီလေဟာ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 ဟူပြောလေသည်တစ်ချိန်လဲမကနှစ်ချိန်လဲမကဒီတော့မှုရွှေကြီးကိုတရဲငမိုးအနောက်ရက်ပေးနေပြီဟူသောတဲ့ရင်ဆရာဦးစိန်မောင်ထံရောက်သွားသည်ဒီလိုကိစ္စမျိုးဆရာဦးစိန်မောင်အလွန်နိုင်သည်ဆရာဦးစိန်မောင်ကအထက်လန်းကိုင်းတို့နဲ့တရဲငမိုးကိုဆရာဦးစိန်မောင်ကမှုရွှေကြီးပုကတ်နေခြင်းမှာအပြီးပိုင်းနှင်ထုတ်ပေးနိုင်ခဲ့သည် အဲ့ဒီချိန်မှာပဲကျွန်တော်အမေအိမ်မက်မှတ်ခဲ့တယ်။ဤဒီပင်ဂမ်ဘီယာဆန်လာတော့တမလုံးမပြောင်းအောင်လာသူတူကြီးစမ်းကြဲသည့်ဇလန်တပုတ်ဖြစ်ပါပြီးတော့သည်။ဒီဗီဒီယိုလေးကိုစုတည်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးဒီမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။